ဒီကနေ့1386ခုနှစ်တပေါင်းလာဆန်း14ရက်2025မလ12ရက်နေ့နာနေပိုင်းချိန်ခါမန္တလေးမြို့တော်စီပင်သာရေးကော်မတီဝန်ထမ်းမိသားစုများက2025ခုနှစ်အတွင်းပထမအကြိမ်တဏိဒာဆွမ်းဆက်ကလူရန်ချင်းကုသရမင်္ဂလာနှင့်ဆွမ်းပရိဒါပင်7300ပြည့်စိုက်ထူလူရန်ချင်းကုသရမင်္ဂလာ ပြုလုပ်ကြတဲ့နေရာမှာဘုန်းကြီးကဓမ္မပရမလာတဲ့ကာရာတစ်ခုကိုတန်းစားဆင်းပြီးတော့မှမိနစ်7မိနစ်ခန့်ပေါ့နော်တရားဟောပါမယ်ဘုန်းကြီးတို့ဘုရားရှင်ကိုရမြတ်ကြီးဝေဒာလီပြည်ကိုကြွတဲ့အခါဝေဒာလီပြည်သူပြည်သားများကဘုရားရှင်နဲ့တကွာတန်ဃာတော်ရှင်သူများများကို ခွခုခီလူပြောရင်တော့ဓမ္မယုံကြီးတွင်မှာပေါ့နော်ဆွမ်းဆက်ကလှူဒန်းကြတယ်ဆွမ်းဆက်ကလှူဒန်းလို့ပြီးတဲ့အခါကျတော့ဘုရားရှင်နဲ့တကွာတန်ဃာတော်များဆွမ်းဖုံးပြီးပြီးတဲ့အခါကျတော့အခုလိုပဲအနုမောဒနာတရားနာမယ်လို့အစီအစဉ်ဆွဲကြတဲ့အခါဘုရားရှင်ကိုယ်တော်မြတ်ကြီးကစတင်ခွင့်မပြုသေးဘူးဘာလို့မပြုတာတော့ဆိုတော့သူကပုဂ္ဂိုလ်တူကိုစောင်းတာနော်ပုဂ္ဂိုလ်တူကိုစောင်း အဲ့ဒီနေ့မနေ့ပိုင်းမှာပဲနွားရှင်တကာတူကသူ့နွားတကောင်ပျောက်သွားလို့လိုက်ရှာဘုရားရှင်ကိုရမြကြီးဝေဒာလီပြီးကြွမယ်ဆိုတာလဲသူသိတယ်တရားလဲနာကျင်တယ်ပေါ့နွားပြောက်လဲရှာတယ်ဆိုနွားပြောက်အရင်ရှာလိုက်တာရှာပြီးတော့အိမ်ပြန်ရောက်နွားထားခဲ့ပြီးတော့ကဲဘုရားကြောင်းသွားစဘုရားတရားဟောတဲ့မန္တမှာသွားပြီးတော့တရားနာအောင်မယ်စာစာနဲ့စာရတော့တော်တော်စာနေပြီ ို့တော့မစားဘူးတရားအရင်သွားနာမယ်ဆိုပြီးတော့မတ်တရရောက်လာတာပေါ့အဲ့ဒါကရောက်လာတာကိုဘုရားရှင်ကိုယ်တော်မြတ်ကျက်သိတဲ့အခါကျတော့ဒီအချိန်မှာတရားဟောရင်သူ့ရဲ့ဆာလောင်မှုဒဏ်ကပြင်းထန်နေတဲ့အတွက်ကြောင့်တရားအပေါ်မှာအာယုံပြုနိုင်မှာမဟုတ်ဘူးဘုရားကအဲ့တော့တကားတယောက်ကိုဆွမ်းကောင်းဝေရောက်စားဆောင်ရွက်တဲ့တကားတယောက်ကိုဟေးတန်ခါကြံတဲ့ဆွမ်းလင်းမြတ်ရှိသေးလားဘုရားရှင်က တကာကိုခေါ်ပြီးတော့မေးတယ်။ရှိပါတယ်ဗျာအပြည့်စုံမှရှိပါတယ်။အဲ့လိုဆိုအဲ့ဒီတကာကြွေးလိုက်အောင်။နော်။တကာကိုထမင်းအရင်ကြွေးတယ်ပေါ့။အဲကြွေးပြီးတကာစပြီးမှတရားဝဲစားတယ်။တရားဝဲစားပြီးဟောလိုက်တဲ့အခါကျတော့အဲ့ဒီတကာသောတာပန်တည်သွားတယ်တဲ့။နော်။တကယ်လို့သာသူမစားမတော့ပဲနဲ့တရားနာရင်တော့တော်တော်မတည်ဘူးဖះကသိတယ် ဒီဆာလောင်နဲ့တန်ခမ်းပြီးတော့ဆာလောင်နာဝဲစိတ်ကရောက်နေတဲ့အတွက်ကြောင့်သူတရားပေါ်မှာအာယုံရမှာမဟုတ်ဘူးလို့ဘုရားကသိတဲ့အတွက်ကြောင့်ဘာအရင်ကြွေးလိုက်တော့ထမင်းအရင်ကြွေးတယ်အာဟာရအရင်ကြွေးလိုက်တယ်အဲ့တော့တန်ဃာတွေကဘုရားရှင်အရင်ခါတဲ့ဒလူတကားမှမလုပ်ဘူးနော်စွန့်ညာကညာရှိလာလို့လည်းမမေဘူးတကားတွေလည်းကြွေးလိကြွေးတာလေမရှိဘူးအထူးဆန်းဖြစ် တချို့ပုဂ္ဂိုလ်များကဒါဗုဒ္ဓဇင်တန်ကားတွေလည်းပါတာဟုတ်ဗျာမကျင်တတ်တဲ့ပုဂ္ဂိုလ်တောင်ပါတယ်ဟုတ်လားအဲ့ဒီမှာဘုရားရှင်ကုရမေကြီးကသူတို့ချင်းပြောနေတဲ့စကားတွေကိုဘုရားရှင်ကမင်းတို့ဘာတွေမြန်ပြောနေကြတာတုံးလို့မေးလိုက်တဲ့အခါအကျိုးကြောင့်ကိုမဲမန္တန်ပြောတာပေါ့အဲ့ဒီမှာဘုရားရှင်ကုရမေကြီးကသိက္ခာပရမရောဂါနော်သင်္ခါရပရမဒုက္ခာ ဧတံညတဝါနိဗ္ဗာန်ံပရမတုခံတခါတာဟောတာပေါ့အဲ့ဒီမှာဘုန်းကြီးကပြောချင်တာကသိက္ခာပရမရောဂါဒါလေးပြောချင်တယ်သိက္ခာသာလောင်မုတ်သိချင်းတိပရမလွန်ကဲသောရောဂါရောဂါမြည်ဤသာလောင်တဲ့ရောဂါလောက်ဆိုတာမရှိဘူးလို့သူတို့ဆိုလိုတယ် နည်းနည်းလေးအထာဂရာဖွင့်တာလေးပြောကြည့်အောင်ဘုန်းကြီးတို့တခြားယောဂါတွေကုလိုက်လို့ရှိရင်ပျောက်သွားတယ်ထားပါတော့ကောင်းကင်ယောဂါစီလီစားလည်းပျောက်သွားနောက်ထပ်သုံးလေးလနဲ့လည်းပဲပေါ်ခြင်းမပေါ်မယ်ပေါ့ဟုတ်လားငြိမ့်သွားတယ်ဖြာနာယောဂါစီထုတ်လိုက်တယ်ပျောက်သွားတယ်နောက်တော်တော်နဲ့မပေါ်ဟုတ်လားမရှိဘူးလားကဲစားတဲ့ယောဂါကတော့ ကဲဘုန်းကြီးတို့တွေတရားနာပရိသတ်ပေါင်းသူတို့ကောင်းတို့တွေစာရေယောဂဘုန်းကြီးတို့တွေကဲကိုကိုကိုပြောကြည့်အောင်ဘယ်နှကြိမ်လောက်စာမလဲနှကြိမ်သုံးကြိမ်ပေါ့ထကရာကတော့သုံးကြိမ်လို့တလူလူတွေရဲ့အစားအသောက်ကိုပြောတာနော်တနေ့သုံးကြိမ်မြစာလောင်ခြင်းဖြစ်ပြီးတော့သုံးကြိမ်မြပဲအဲ့ဒီစာလောင်မှုကိုပြင်းငင်းအောင်ဆောင်ရွက်ပေးရတယ်ဟုတ်ရဲ့လားတနေ့တည်းနဲ့ပြီးသလား တချိန်နဲ့တည်းကိုပြီးသလားဟောခုနကတခြားယောဂာနဲ့မတူဘူးအဲ့ဒါဆိုးဆုံးပဲกว่าလေအခုအဲ့ဒီငါတရားဟောမဲ့တရားမာကသူ့မအိဆာလောင်ချင်းယောဂာပြင်းထန်ဖြစ်နေတာတဲ့ဒီချိန်မှာတရားဟောလို့လည်းပဲသူတရားမရနိုင်ဘူးဟုတ်လားအဲ့တော့ဘုန်းကြီးတို့တွေဒီရဏပရိသတ်ပေါင်းတို့ကောင်းတို့တွေအခုမြို့ရစီပင်သားရဲ့ကော်မတီမိသားစုများက နိုင်ငံတော်ဗရိယတိသာသနာတက္ကသိုလ်ကြီးမှာဒီကနေ့တနေ့တာဆွမ်းဆက်ကလှူဒန်းနေခြင်းသည်တန်ဃာတော်များမှာဖြစ်ပေါ်နေတဲ့ယောဂါကိုကုပေးတာပါလို့ဒီလိုပြောချင်တာဟုတ်ပြီလားဘာကုပေးတာတော့ဆိုဆာလောင်မှုကိုကုပေးတာနော်ဒါဖြင့်ဒီကနေ့လှူဒန်းလိုက်တဲ့အလှူဒါနသည်အာဟာရတမျိုးတက်တက်လားဆေးအာဟာရလားလို့မေးရင် တို့တရားနာပရိသတ်ဖြည့်ကြည့်အောင်ဖြည့်စွာအာဟာရပုံစံမဖြစ်ဘူးလားစေအာဟာရလူတန်းရတာပါနော်ကဲဒီလိုလူတန်းခဲ့တာလည်းပဲမြို့တော်စီပင်နေနဲ့ပြောပါဆိုရင်နှစ်ပေါင်းများစွာကြာခဲ့ပြီအဆက်ဆက်သောအကြီးငယ်များနဲ့ဆက်ဆက်သောဝန်ထမ်းများကနိုင်ငံတော်ပရိသတ်သာသနာတက္ကသိုလ်မှလာရောက်ပြီးတော့နှစ်စဉ်နှစ်စဉ်မလူတန်းဘူးလား အော်ဒီကနေ့ဆိုရင်ဒါ2025ခုနှစ်အတွက်ပထမအကြိမ်လူတန်းနဲ့လူဌာနဒါဖြင့်တန်ဃာတော်များကဒီဆေးအာဟာရဆွမ်းအာဟာရကိုဖုံးပေးပြီးတော့ဘာတွေဆောင်ရွက်ကြတာရောလို့မေးရင်ဒုတိယနာပရိသတ်များအလွယ်ကူဆုံးပြောရင်တော့ပရိယတ္တိပฏิပတ္တိဟုတ်လားအဲဒီထဲမှာတို့ဒုံလဘဝတ်ထားတဲ့စီပင်ဝန်ထမ်းတွေလည်းပဲပါကောင်းပါမှာပေါ့ဆုံးမစားခင်ဝန်ထမ်းတွေအဲ့တော့ငါဘယ်လိုဆိုခဲ့ရတော့ ဤသည်သာဝဲအမဲမဲကို မြူရဲမှန်းကြွာလပရည်စင်ပြည့်ဖြူခြင်းကမသုံးပါဘူးဟုတ်လားတန်ဃာတော်တွေဆွန်းစားနေတာလှဖို့ပါဖို့ဟိုရလားမဟုတ်ဘူးတဲ့နော်လှပရည်စင်ပြည့်ဖြူခြင်းကမသုံးပါဘူးလေးပြာဓာတ်ဆောင်ဤကိုယ်ကောင်းသည်လို့ဟောစင်ကြီးမှုရမှာငါတို့တပါးယောက်ျားမင်းမကိုပယ်မထားဘူးလားဓာတ်ကြီးလေးပါး ဥဆောင်နေတဲ့ဒီခန္ဓာကိုယ်ကြီးရှီအောင်တီလရဲ့အသက်မြတ်တမမောပညာဖရာသာသနာကျင့်တဲ့ဖြာကိုရှီရှီတီစေချင်တာကလှဖို့ပါဖို့ပျော်ဖို့ပါဖို့တီစေချင်တာလားပရိယတ်တီပฏิပတ်တီကိုကျင့်ကြံဖို့ရှီချင်တာလားဆိုရင်မနဲ့တော့ပရိယပတိပတ်ကျင့်ဖို့ဟောအဲ့ဒါလေးတွေကိုတည်တည်ကြာကြာဆင်ခြင်းကြည်လိုက်ရင်나ယူကြည်လိုက်ရင်တန်ဃာတော်များရဲ့ ဟာလာဆုံးဖုံးပေးရတဲ့ရည်ရွယ်ချက်မပေါ်လွင်ဘူးလားဖခင်ကအဲ့ဒါပြောတာမင်းတို့ဆုံးပေါ်မှာတတ်မမှုမရှိနဲ့အာဟာရပေါ်မှာတတ်မမှုမရှိနဲ့ဒီလိုဒီလိုဆင်းခြင်းပြီးမှဖုံးပေးစားသုံးအဲ့ဒီလိုတစ်နေ့တစ်ချိန်မှမဆင်ခြင်းမိရင်အဲ့ဒါကျွေးယူစားတာနဲ့အတူတူပဲလို့ဖခင်ကပြညတ်တာဟုတ်လားဒါကြောင့်ဘုန်းကြီးတို့ရှေ့ပညာရှိဆရာတော်ကြီးများကဖခင်ဟုတ်တယ်မှာအမြဲတမ်း ပစ္စကနာစင်ညာထည့်ထားတာ။အခုဘုန်းကြီးတို့သာသနာတက္ကသိုလ်ကျောင်းထဲကြီးတွေပါပဲတော်များများကတော့စွမ်းစားပြီဆိုရင်စင်ညာနဲ့အပိုင်မထည့်ဘူးလား။ဆွဲရပဲခန္ဓာဝန်တို့သွားကြည့်လေဒီတိုင်းရှိမှာပဲ။သာသနာကြီးတွေလေ။ဩဒါဖြင့်တို့တရားနာပရိသတ်များကဒုဒ္ဓတွေလှူဒန်းလိုက်တဲ့အလှူဒါနကိုအလှူခံတော်မူကြတဲ့တန်ဃာတော်များဟာပရိယပတိပတ်ကျင့်ကြံပွားများအာထုံနံဖို့အတွက် ဆွမ်းဖုံပေးကြတာအဲ့ဒီလိုဆွမ်းဖုံပေးပြီးတော့တို့လူတန်းလိုက်တဲ့ဆွမ်းဖုံပေးပြီးတော့မှသူတို့ဟာဆေးအဟာရပါဖြစ်ပြီးတော့နော်ပရိယတ္တိတွေလည်းပဲကြိုးစားအားထုတ်နိုင်ကြလိမ့်မယ်ပฏิပတ်တ္တိတွေလည်းပဲကြိုးစားအားထုတ်နိုင်ကြလိမ့်မယ်ဒီအထိအလူရှင်များကအာယုံယူရမှာလေဟုတ်လားအဲ့ဒီအထိအာယုံယူပြီးတော့မှလူတန်းလိုက်တယ်ကဲလူတန်းပြီးတော့လည်းပဲတခြင်းတစ်ခါရင်းနဲ့ကျင်းတ်ပြီးတော့လူတန်းလာလား သာသနာတော်တီးနေတယ်မြန်နိုင်ငံတော်ပြည့်ရည်သာသနာတက္ကသိုလ်ကြီးတီးနေတယ်မြန်တီတန်းအောင်အထိအားထုတ်တာလားလို့ဆက်စင်စားကြည့်လိုက်တော့ဘယ်နဲ့တော့သာသနာတော်တီးတဲ့အထိတီးနေတယ်မြန်တီအောင်တီးနေတယ်မြန်လှူဒန်းနိုင်အောင်ဟောအခုဘယ်လောက်ဘယ်လောက်ရောက်သွားပြီတော့ကျသိ900ပြိသားပင်စိုက်ပြီးပြီဒါတနေ့တစ်ချိန်နှစ်ချိန်လှူဒန်းနိုင်ပြီလို့ဆိုကြပါစို့ဟုတ်လား ဲ့ဒါသာဝရတည်တံ့အောင်ဆောင်ရွက်ထားလိုက်ကြတာဒုအာရလူတန်းမှုသည်တခြင်းတစ်ခါအတွက်မဟုတ်ဘူးပရိယတ္တိသာသနာတက္ကသိုလ်ကြီးတီးနေသည်များကိုတီးအောင်မပင်မပန်းချမ်းချမ်းသာသာနဲ့တန်ဃာတော်များပရိယပတိပအာထုံနှံအောင်ကိုပဲဒုဒုတွေကဆောင်ရွက်ခဲ့တာလို့ကိုယ့်ရဲ့ဆောင်ရွက်မှုကိုလည်းပဲခြေနံဝန်သားရမှာဟုတ်ပြီလား ထကြောင့်တရားတော်ကိုချုပ်လိုက်မယ်ဆိုရင်ဒီကနေ့ဒုဒုတွေလှူဒန်းလိုက်တဲ့အလှူဒါနနဲ့ဒုဒုတွေစိုက်တူလိုက်တဲ့ပရိသတ်ဘင်ကြီးသည်အာဟာရသက်သက်မဟုတ်ဘဲနဲ့ဆေးအာဟာရအတွက်လှူဒန်းနေ။အဲ့ဒီအာဟာရကဘလောက်အရေးကြီးကြောင်ဘုရားရှင်ကိုယ်တော်မြတ်ကြီးကတရားဒေသနာနဲ့တကွာဟောကြားထားတယ်လို့ဒီလိုလေးအာရုံယူပြီးတော့မအောင်ဒုဒုတွေကတကယ်ကိုမုံမွမြတ်မြတ်နဲ့လှူဒန်းခွင့်ရကြပြီလို့အာလုံးတော့ အလိုရှင်များဝမ်းမြဝမ်းသာဖြစ်ကြပါဒါကြောင့်ဒီကနေ့ဘုရားမူတာသံဃာတော်ရှင်သူမြတ်တို့အား2025ခုနှစ်တို့ပထမအကျင့်တနေ့ဓာတ်သွန်းစက္ကလူစမ်းကြရတဲ့ဒါနာကောင်းမှုကုသကံစေရနာသောမရိတာပင်ကျသိန်း900ပြည့်စိုက်တူလူထမ်းကြရတဲ့ဒါဝရနိဗ္ဗာန်ကောင်းမှုကုသကံစေရနာ သောတိရတဲ့သီလကောင်းမှုကုသကံစေရနာနာယူမှတ်တာပွားများကြရတဲ့ဘာဝနာကောင်းမှုကုသကံစေရနာအဖျားပြတို့ကြောင့်မန္တလေးမြို့တော်စီမံသားဤကော်မတီဝန်ထမ်းမိသားစုအပေါင်းတော်ကောင်တရားနာပရိသတ်အပေါင်းတော်ကောင်တို့သည်ဘေးရန်ကင်းကွာကိုယ်စိတ်နှဖျားချမ်းမာချမ်းသာကြလျက်ခတ်တင်သောလောကီလောကုတ္တရာကောင်းကျိုးချမ်းသာအဖျားပြတို့တဏိတချာဒုဘဝဖြစ်ထွန်းကြပြီးလင်ဒုက္ခခတ်သိငင်းရာဖြစ်တဲ့မြတ်နိဗ္ဗာန်ကိုလွယ်ကူသောအကျင့်လင်းမြန်သောအသိဉာဏ်တို့ဖြင့်မျက်မှောက်ပြုနိုင်သော သူတော်ကောင်းများဖြစ်ကြပါစေကုန်တည်းသာတုသာတုသာ